မြမရိုးရလက်ဝဲသမားဖြစ်တဲ့ကျော်စွာဝင်းဟာဒီနေ့ညမှာ Time Fighter ပတ်ထောင်ချိုင်တဲ့ရှင်ပြိုင်ထိုးတက်သွားဖို့ရှိနေပါတယ်။ Lapping Super Fight လို့အမည်ရတဲ့ Muay Thai ပြိုင်ပွဲကိုယနေ့မြမဆန်တော်ချိန်ညနေ9:00နာရီမှာစတင်ကျင်းပပါလိမ့်မယ်။ပြိုင်ပွဲမှာတွေးဆိုင်ဆယ်ဆိုင်ထည့်သွင်းထားပြီးကျော်စွာဝင်းနဲ့ Time Fighter ပတ်ထောင်ချိုင်တို့ကပွဲစဉ်နှစ်မှာ Muay Thai 142ပေါင်တန်းမှာရှင်ပြိုင်ထိုးတက်ကြမှာဖြစ်ပါတယ်။ ကျော်ဆောင်ဝင်းရဲ့တွဲဆိုင်ကပွဲစဉ်နှစ်ဖြစ်နေရကြောင်းမြန်မာပြည်သက်တဲ့အနေနဲ့စောင့်ကြည့်နေတဲ့ဆိုရင်မြန်မာစံတော်ချိန်ညနေ9:00နာရီလောက်ကလေးကကြည့်ရှုနေတဲ့မှာ။အဲဒီပြန်ပွဲကိုလမ်ဖင်းဒီမွေထိုင်း Facebook နဲ့ YouTube Channel တွေကနေဓာတ်ရိုက်ထုတ်လင်းပြသသွားမှာဖြစ်ပါတယ်။အဲဒီပြန်ပွဲမှာကျော်ဆောင်ဝင်းအပြင်အခြားမြန်မာ fighter နှစ်ဦးရဲ့တွဲဆိုင်တွေလည်းပါဝင်နေပါတယ်။ကျော်ဆောင်ဝင်းဟာထိုင်းနိုင်ငံရဲ့နာမည်ကြီးဂျင်းတစ်ခုဖြစ်တဲ့ Feder Trading Center နဲ့စာချုပ်ထုတ်ဆိုပြီးတဲ့နောက်ထိုင်းနိုင်ငံမှာပထမဆုံးမွေထိုင်းထုတ်သက်မှာဖြစ်ပါတယ်။ ဒါကြောင့်ဒီပွဲဟာကြောဆောင်ဝင်းအတွက်စိန်ခွန်မှုများစွာရှိနေပြီးသူ့ပွဲကိုထန်းနိုင်ငံကမြန်မာကြီးဖိုက်တာတွေထိုင်းမြန်မာတွေကလည်းအလေးထားစောင့်ကြည့်နေလျက်ရှိကြောင်းသိရပါတယ်။ကြောဆောင်ဝင်းနဲ့ထိုးသက်မဲ့ထိုင်းဖိုက်တာပတ်ထောင်ချိုင်ဟာဝါရင်မွေထိုင်းဖိုက်တာတအုပ်ဖြစ်ပြီးပွဲများစွာထိုးသက်ထားတဲ့အတွေ့အကြုံရင်ဖိုက်တာဖြစ်ပါတယ်။